ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ကရင်ပြည်နယ်ကော့ကရိတ်မြို့နယ်ကျုံတိုးမြို့တောင်ချာအင်းဒေသမှာရှိတဲ့ခြေရွာများမှာရှိတဲ့စာတင်ကျောင်းဖုန်ကြီးကျောင်းနဲ့နေအိမ်များကိုအကြမ်းဖက်စစ်တပ်ကလေရင်နဲ့ဇက်တိုက်ဘုံကျဲတိုက်ခိုက်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဧပြီလ18ရက်နေ့နစ္စန်တရက်နေ့မနေ့ပိုင်းကစတင်ပြီးတော့လက်ရှိညနေပိုင်းအထိကိုအကြမ်းဖက်စစ်တပ်ကကြုံတုံးမြို့တောင်ချာအင်းဒေသအတွင်းမှာရှိတဲ့ခြေရွာများကို112 Jet Fighter များနဲ့ဇက်တိုက်ဘုံးကျဲတိုက်ခိုက်နေတယ်လို့သိရပါတယ်။အကြမ်းဖက်စစ်တပ်ရဲ့ဘုံးကျဲတိုက်ခိုက်မှုကြောင့်စာတင်ကြောင်းများဖုံးကြီးကြောင်းများနဲ့နေအိမ်များထိခိုက်ပျက်စီးမှုရှိပြီးတော့ပြည်သူများထိခိုက်မှုရှိမှရှိကိုတော့အတိမပြုတ်နိုင်သေးဘူးလို့ပြောပါတယ်။နစ္စန်တရက်နေ့မနေ့၈နာရီမှာကန်းနေ တရတော်နဲ့9နိုင်လောက်မှာမိကလုံး17နိုင်ကနေမွန်လွဲ10နိုင်ကျော်အထိကို33စုကြိုက်တဲ့လောက်ဒေါက်ပလန်ဝင်းကခြေရွာတွေဘက်ကိုတစ်ခေါက်ပြီးတစ်ခေါက်112နဲ့ဘုံကျဲလိုက်ဂျက်ဖိုက်တာနဲ့လာပစ်ချလိုက်နဲ့ဇက်တိုက်ကိုကျဲနေတာဘာတိုက်ပွဲမှလည်းမရှိဘူးခါကြီးရက်ကြီးနှစ်စန်းတရက်နေကြီးဗျာကလေးတွေရေစောကြလူကြီးတွေဖုံကြီးเจ้าမှာဥပုပ်တီလာစောင့်နေရကနေအကုန်လုံးဘေးလွတ်ရာကိုထွက်ပြေးခဲ့ရတယ်လို့ကန်းနေခြေရွာကစစ်ဘေးရှောင်လာတဲ့ရွာသားတို့ကရှင်းပြထားပါတယ်အဲ့ဒီလေးချောင်းတိုက်ခိုက်မှုကြောင့်ကြိုက်တက်လိုက်ရွာစာတင်เจ้า ပျက်စီးသွားပြီးတော့33စုရွာနဲ့မိကလုံရွာဘက်ကနေအိမ်နဲ့ခြံဝဲများပျက်စီးခဲ့တယ်လို့ကနအုပ်သိရှိထားပြီးတော့အရသာပြည်သူများထိခိုက်ဒေဆုံးမှုကိုတော့ဆက်လက်စုံစမ်းလျက်ရှိတယ်လို့သိရပါတယ်။လက်ရှိအချိန်ထိကော့ကရိတ်ဂျုံတုံးတောင်ချာအင်းလမ်းပိုင်းတစ်လျှောက်ကို KNLA မဟာမိတ်ပူးပေါင်းတပ်များကနေရာယူထားပြီးတော့ဂျုံတုံးခမရ905 946တိုင်ရဲအနီးမှာစစ်ရေးတွေဆက်လက်တင်းမာနေကဖန်ဘချန်းဂျိုင်းကော့ကရိတ်ဂျပန်တရားကိုအကြမ်းဖက်စစ်တပ်ကစစ်ကူအင်အားအယောက်200ခန့်နဲ့အခိုင်အမာနေရာယူထားပြီးတော့ ဒေတာတွင်ဖြတ်တန်းသွားလာခွင့်တွေကိုလည်းတရားကိုပိတ်ချထားကခံစစ်ပြင်ဆင်နေတယ်လို့ရှေ့တန်းသတင်းအရေးမြစ်ကပြောပြထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာ